မန်စီးတဲ့လီဗာပူးသားဖောင်ကောင်းနေရင်အာဆင်ကတက်တရတဲ့အဆင့်မှာပဲရှိတယ်ဆိုရဲမိုက်ကယ်အိုဝင်းအာဆင်ပရိသတ်ရဲ့ကြားမှာတော့အိုဝင်းအောင်ဟာသားတွေရန်ပြောတတ်နေပြီလို့လောင်ပြောင်ပြောဆိုနေကြပါပြီ။ဘာလို့လဲဆိုလီဗာပူးနဲ့မန်စီးသားကောင်းသောပုံစံရနေအာဆင်ဟာတက်တရအဆင့်မှာရှိပါတယ်ဆိုပြီးတော့အိုဝင်းကပြောလာခဲ့လို့ပါ။အိုဝင်းပြောခဲ့တဲ့စကားတွေကိုပြန်ပြီးတော့ဖောက်သေးချပေးရမယ်ဆိုရင်အာဆင်ဒီနေ့ပရီးမီးယားလိချန်ပီယံဖြစ်နိုင်လားဖြစ်နိုင်ချေရှိပါလိမ့်။တို့ကအမှတ်ချုပ်အသာသီးရထားပါလိမ့်။ခဏကြိုက်တဲ့သူသွားမေးရင်အခုချိန်မှာအာဆင်ကချန်ပီယံဆုတဲ့ရေပန်းစားဆုံးကိုဖြေကြမှာပါ။တို့အမှန်များကြီးရောမယ်လို့ကျွန်တော်မမြင်မိပါဘူး။ တကယ်လို့အာစနယ်မန်စီးတီးလီဗာပူးတို့အမြင့်ဆုံးဖောင်မှာပြင်ကြည့်မယ်ဆိုရင်တော့အာစနယ်ဟာတတိယအဆင့်လောက်ပဲရှိပါလိမ့်မယ်။ခြေသွမ်းအမြင့်ဆုံးမှာလီဗာပူးကအသေးနိုင်အောင်တောက်ချလိုက်လို့ရပါတယ်။မန်စီးလည်းထိုနီးတူစွာပါပဲ။ဆိုပြီးတော့ပြောခဲ့တာပါ။မိုက်ကယ်ဝင်းဒီတီပင်ချက်ကိုလက်ခံသင့်လား။ဒါမှမဟုတ်ပယ်ချသင့်လားဆိုတာနည်းနည်းလောက်ဇွေးရင်းကြည့်ရမယ်ဆိုရင်တော့ပထမဆုံးနားလည်ရမှာကမိုက်ကယ်ဝင်းရဲ့လီဗာပူးရဲ့ဂန်ရင်းစားမဟောင်းကြီးတယောက်ဖြစ်ပါတယ်။လီဗာဝင်းကြီးကိုဝစ်ပြီးတော့ခေါင်းစည်းခဲ့တဲ့သူလီဗာဝူရဲ့ UNBA ဝေါ်ကလုံးသချင်းကိုနှလုံးသားထဲကနေတီးဆိုခဲ့တဲ့သူတယောက်ပါ။ဒါကြောင့်သူမျိုးဗီဇာထဲမှာလီဗာဝူကိုထိတ်ဆုံးထားပြီးတော့တခြားအသင်းတွေကိုချိန်ညှိကြည့်တတ်တဲ့အကျင့်ရှိပါတယ်။ သူတို့တော့လီဗာပူးဟာအကောင်းဆုံးပုံစံဆွဲအဆင့်မှာရှိနေတာသဘာဝကျပါတယ်။ဒုတိယချက်ကသူပြောတဲ့အကောင်းဆုံးပုံစံ high form ဆိုတဲ့ဇာတ်ကလုံးကိုနားလည်ဖို့လိုပါတယ်။ဒီဇာတ်လုံးရဲ့အနက်ကဇာမတိုင်းတန်ဟာကင်းပြီးတော့မန်နေဂျာရဲ့ view ဟာအကုန်စင်လောက်ဖြစ်တာဇာမတိုင်းစွမ်းရင်ထပ်ဆုံးမှာရှိနေတဲ့စံပြအခြေအနေကိုဆိုလိုတာပါ။ဒီလိုမျိုးစံပြအခြေအနေမှာလီဗာပူးရဲ့စွမ်းရင်ကကမ္ဘာထိပ်တန်းမှာရှိတယ်ဆိုတာငြင်းမြအောင်ဆိုမယ်။အဝင်ပြောတဲ့ဇာတ်ကလုံးအနေနဲ့ပတ်သက်ပြီးတော့မိကုံးထုတ်စရာကောင်းနေရတော့မှန်ပါပဲ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ Ibak 69နဲ့ Five Miss ကစားလို့ရတယ်ဆိုရင်တော့ Viber နံပါတ်39965လုံး16439ကိုစသွယ်လိုက်ပါ။အုံရဲစကားကညင်းစရာအများကြီးရှိပါတယ်။ဘောလုံးပွဲတစ်ပွဲဟာ theory တိုင်းပဲဖြစ်မသွားပါဘူး။စိတ်ဓာတ်ကံကောင်းခြင်းဒဏ်အားတန်ချက်တိုက်ပွဲတွင်းကအခြေအနေကရလဒ်ကိုပြောင်းလဲသွားနိုင်ပါတယ်။နောက်23-24ရာသီမှာ Arsenal Liverpool ထက်အမှတ်ပိုရခဲ့တာကိုကြည့်ရင်ဒီအချက်ကိုသိတာထင်ရှားစေပါတယ်။မိခေယားဒီရာစီမံကိန်းကတနင်္ဂနွေနေ့တိုးတက်လာနေတာပါ။ကူကအာစတန်ကကန်စပိုင်းမှာ solid defense ကိုပိုင်ဆိုင်လာပြီးတော့ဘယူဟာကရိုးရှေးမဲ့ထိရောက်တဲ့ကစားနည်းရှိလာပါပြီ အာဆီယံရောင်း23 24ရာသီမှာချန်ပီယံဆုထွက်နောက်ဆုံးနေရှိမြိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်ဒီလိုအသင်းကိုတတရားဆင်းလွန်တတ်မှတ်လိုက်တာသူတို့ရဲ့ကြိုးစားထုတ်မှုကိုမြင်ကွင်းကနေပယ်ချန်ထားသလိုဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မိုက်ကယ်ဝဲထင်မြင်ချက်ကသူ့ရဲ့လီဗာပူးချစ်ဆိတ်ကြောင့်ဖြစ်ဖို့များပါတယ်ဒါသူ့ရဲ့အမြင်တစ်ခုအနေနဲ့တော့တရားဝင်ပါတယ်ဒါပေမဲ့လက်တွေ့ပိုင်းမှာတော့အာဆီယံတတရားအဆင့်အသင်းသင်းမဟုတ်ပါဘူးကျွန်တော်ပြောနေကြတဲ့အတိုင်းပဲဘောလုံးကြီးဆိုတာလုံးကြီးပါဒီနေ့နိုင်ရတဲ့အသင်းကမတက်ဖြတ်မှရှုံးနေနိုင်ပါတယ်အာဆီယံရဲ့သူ့ရဲ့ငယ်ရတဲ့စွမ်းအားနဲ့ဆက်လက်ပြီးတော့တိုးတက်နေတဲ့အသင်းဖြစ်ပါတယ်လီဗာပူးနဲ့မန်စီးတို့လည်းအားနည်းချက်တွေရှိနေပါ ဒါတော့ OWN စကားကိုလက်ခံနိုင်လို့မရသလိုလုံးဝမားတယ်လို့လည်းမဆုံနိုင်မြန်ပါဘူး။ဒါဘောလုံးချင်းမြတ်နှုတ်သူတယောက်ရဲ့ထင်မြင်ချက်တစ်ခုသာဖြစ်ပါတယ်။လက်တွေ့မှာတော့ Arsenal ကသူ့ရဲ့စွမ်းအင်နဲ့စ조사အားထုတ်မှုတွေကိုဂွေးမြမောင်ပြသပြီးတော့ OWN ထင်မြင်ချက်ကိုဖြေရှင်းသွားမှာပါ။ကိုရီးယားကတော့ဘောလုံးမှာအကောင်းဆုံးဆိုတာထက်စီမံကိန်းနဲ့စိတ်ဓာတ်ကပိုပြီးတော့ရေးကြီးတယ်ဆိုတာ Arsenal ကတတ်သိပြနေလို့ပဲမြင်မိပါတယ်။ဆိုတော့ OWN ကတော့ Arsenal ပရိသတ်တွေပြောနေသလိုတကယ်ကိုဟာသားတွေတိတ်ပြီးတော့ပြောတတ်လို့နေပါပြီ။ပရိသတ်တို့ကအင်္ဂလန်လေးမှုရဲ့အာစတန်ပေါ်ပြောလာခဲ့တဲ့မတ်ချ်စကားကိုဘယ်လိုမြင်ခဲ့ကြလဲကိုယ့်ရဲ့မြင်ကလည်းပြောပြခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iBack 169နဲ့ Fiverr Mix ကစားလို့ရတယ်ဆိုရင်တော့ Fiverr နံပါတ်3965လုံး16439ကိုစသွယ်လိုက်ပါ